ကျဲမဲမွေးမြူလိုပဲမဲ့ဘလို့စက်တင်ရမလဲမသိတဲ့မွေးမြူလိုသူလူသက်များစွာရှိပါတယ်ကျွန်တော်စီမှာကျဲမွေးမွေးမြူရင်းနဲ့ပတ်သက်လို့လာရောက်မဲမဲမှုတွေများလာလို့ကျဲမဲမွေးမြူရင်းနဲ့ပတ်သက်ပြီးကျဲမဲမွေးမြူရေးဆိုင်ရာအရှက်လက်တွေကိုကျွန်တော်လေ့လာကြည့်ခဲ့ပါတယ်ကျဲမဲမွေးမြူရှင်းဆိုင်ရာအရှက်လက်တွေကိုလေ့လာပြီးတဲ့အခါမှာကျွန်တော်ကျဲမဲနဲ့ပတ်သက်ပြီးလေ့လာမှုတွေကနေသိရှိခဲ့ရတာကဒီကျဲမဲမျိုးဟာရိုးရိုးတမ်းတမ်းဒေသကျဲတွေထဲထောက်လောင်းနိုင်စွမ်းပိုကောင်းပြီး အထွဲ့နှုန်းဘုကုံကြီးထွားနှုန်းလဲပုံများနေဆိုတာတွေ့ရှိခဲ့ပါတယ်။ကျဲမဲဟာဒေသကျဲများတဲ့အထွဲ့နှုန်းဘုကုံပြီးကြီးထွားနှုန်းပုံများတာကြောင့်လူအများကကျဲမဲမွေးမြူရေးကို စိုက်ဝင်စားပြီးစားမွေးကြည့်ရှင်လာကြပါတယ်။လူများစွာဟာကျဲမဲမျိုးကိုစမ်းသပ်မွေးမြူဖို့စိုက်ဝင်စားကြပေမဲ့ဘေကနေဘလို့စက်တရမ်းမလဲဆိုတာမသိသေးကြတဲ့အတွက်ဆက်တဲ့မွေးမြူဖို့စွန့်ရံပူပယ်မှုတွေရှိနေကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျဲမဲကိုဘယ်လိုဆက်တဲ့မွေးမြူရမလဲ ကျဲမဲမွေးမြူနိဘယ်နှမျိုးရှိလဲနီလန်းတမျိုးရှင်းစီရဲ့အာတာချက်အာနိချက်တွေကဘာတွေလဲဆိုတာကိုမိုက်ဆွေတို့သိရအောင်အကြံပြုရှင်းပြပေးသွားပါမယ်ကျဲမွေးမွေးမြူရဲ့နဲ့ပတ်သက်လို့စိုက်ဝင်ကြတဲ့သိရှင်နေဆိုရင်တော့ကျွန်တော်နဲ့အတူဒီဗီဒီယိုကိုလိုက်ပါကြည့်ရှုလိုက်ပါကျဲမဲမွေးမြူရာမှာအဓိကအားဖြင့်ရေပန်းစားပြီးလူကြိုက်များတဲ့နီလန်းလေးမျိုးရှိပါတယ်။အရင်ဆုံးနီလန်းနံပါတ်တိုက်ကနေဆက်လိုက်ရအောင်များ။ နီလာနံပါတ်တိုက်ကတော့မြို့ဦးမြောက်ကိုဝယ်ယူလာပြီးဥပစဲမှာထည့်ပြီးဖားက မွေးမြူခြင်းဖြစ်ပါတယ်။ဒီနီလာရဲ့အာသာရှဲကတော့စက်တင်ဘောရာကုန်ကျစရိုက်အသက်သာဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြို့ဦးဇင်းနှုဟာကျက်တော့ပါဇင်းနှုတဲ့သက်သာပြီးပို့ဆောင်ခတ်တယ်လေ။တာမန်နှုထဖြစ်ပြီးအရန်ကြီးကိုကြီးမြတ်ပါဘူး။ရုပ်တလုံးဇင်းလုံးဟာခမ်းမရှိစင်ကာပူဝန်ကျင်ရှိပြီးရှန်လိုက်အနေငယ်အတွတ်အချို့နဲ့အနေငယ်ကွဲပြားမှုရှိနိုင်ပါတယ်။ ဒီနီလန်ကတော့ယင်းနီမြောင်းနာမွန်ကွန်ကျက်ဆက်အနည်းဆုံးနဲ့ဆက်တင်နိုင်တဲ့နီးဖြစ်ပါတယ်။ကျဲမျိုးရရှိဖို့အတွက်လည်းအကောင်းဆုံးနီလန်ပါပဲ။ဒါပေမဲ့ကန်တာရှက်တခုရှိတာကတော့တချို့သူတွေဒါမှမဟုတ်တချို့နေရာတွေမှာဥဖဆက်မြတ်ရှိနေတာပါပဲ။အဲ့ဒီခါမှာပန်မန်ဒေတာကျဲတွေကိုဥဖဖို့အကူအညီယူနိုင်ပါတယ်။ဒီလိုနီလန်နဲ့မြို့ကျရရှိအောင်လောက်ဆောင်နိုင်ပါတယ်ဒီနီလန်ကိုအသွင်းပြုမယ်ဆိုရင်စက်တင်ဘုတ်ကုန်ကျစရိတ်ကဘက်ရကနာကနေ200 300လောက်ပဲကုန်ကျပြီးမွေးမြူရန်ကြဲမြင့်မျိုးကိုရရှိနိုင်ပါတယ် ဒီနီလာငါကျဲဥဖားဆက်ရှိပြီးတော့သူတွေအတွက်သင်းတော်ပြီးဒါမှမဟုတ်အနာဂတ်မှာထောက်လောက်မှုတွရှိဖို့ကျဲဥဖားဆက်ဝေဖို့စဉ်းစားထားသူတွေအတွက်ပိုသင်းတော်ပါတယ်ဒီနီလာရဲ့တခြားအားနည်းချက်တစ်ခုကတော့ဥဖားပြီးမွေးမြူရတာဖြစ်လို့ဥဖားဖို့နဲ့မွေးမြူဖို့အတွက်အရှင်ကာလအတူကြာမြင့်နေတာပါဥပပီအကောင်ပါဖို့စမ်းစမ်းရမယ်မွေးမြူပြီးနောက်အိုးအိုးနိုင်တဲ့အရွယ်ရဖို့အရှင်ကြာကြီးစမ်းစမ်းရမယ်ကျက်မတ်တွေဥဆက်ဥဖို့အဆင်သင့်ဖြစ်ဖို့အတွက်ရှာလတ်မဲ9လက်ခန့်ကြာမြင့်နိုင်ပြီးရှာလတ်9လက် နာမည်သာထော်လွန်မှုရရှိမှာဖြစ်ပါတယ်။နာမည်လန်တခုကတော့နီလန်နာမည်နဲ့ဖြစ်ပါတယ်။နီလန်နာမည်နဲ့ကတော့ကျဲတော်ပါလင်းများကိုဝယ်ယူလာပြီးမိဖမျိုးရုပ်ဖြင့်မွေးမြူရှင်ဖြစ်ပါတယ်။ဒီနီလန်ကိုလည်းလူများစုကအသုံးပြုကြပါတယ်။ဒီနီရဲ့အသာရှက်ကကျဲဥဖားချက်မရှိသူတွေဒါမှမဟုတ်ဥဖားရန်ကျဲမဲကြီးတွေမရှိသူတွေအတွက်အဆင်ပြေပါတယ်။ထူးခြားတဲ့အသာရှက်ကတော့ကျဲကလေးစစ်ဟာကျဲကြီးစစ်ထက်သက်သာတာပါ။ တာမန်ဇင်းနှုတ်အနေနဲ့တကောင်ကို30ဘတ်ဝန်းကျင်နှုန်လားရှိပြီးဝယ်ယူပြီးတာနဲ့မြို့ကျဲဖြစ်ဆက်တဲ့မွေးမြူနိုင်ပါတယ်ဒါပေမဲ့ကြက်ကလေးဝေတဲ့ညရဲ့အာနိရှေကတော့မွေးမြူရတဲ့ကာလကြာမြင့်နေတာပါပဲကြက်ကလေးကိုမွေးမြူရပါတယ်မွေးမြူရှင်ကာလဟာရှာလမဲ့9လခန်းမွေးမြူရှင်ကြာမြင့်နိုင်ပြီးပို့ဆောင်ခတ်ဟာလည်းမျိုးဦးပို့ဆောင်ခတ်တဲ့ပိုဇင်းမြင့်နိုင်ပါတယ်ပါမန်ဒီပို့ဆောင်ခတ်နှုံထဟာလေးရဘာကနေတထောင်ဘတ်အထိရှိနိုင်ပြီးဆက်တဲ့နေနေရာနဲ့ရရှင်တဲ့နေရာကြောင့်အကွာအဝဲပေါ်မူတည်ပါလိမ့်မယ် ဒီပို့ဆောင်ခန့်နှုံထဖြင့်ကြက်ကောင်ရေးတရားကောင်ခန့်ပို့ဆောင်နိုင်ပါတယ်ဒီကြက်ကောင်ရေးတရားကောင်ခန့်မှာအဖိုးအမတ်ရုံးလို့ပါဝင်နိုင်ပြီးပို့ဆောင်သူဟာဖိုကျဲပင်နှကောင်မက်ကျဲပင်နှကောင်ထင်းမလဲဆိုတာကိုကိုယ်တိုင်ခွင့်ရှာပြီးထင်နိုင်ပါတယ်ကျွန်တော်တို့စီမားဒီဆေးဝါးငါးမျိုးကိုမှာယူရရှိနိုင်ပါတယ်။စိုက်ဝန်ကြားတွေဆိုရင်မှာယူရန်လိုက်စာကတော့သီလပြိုစုပ်ကော်မတီအမတ်နှိုင်းငေါ်၌ထား၌မိုးဆွေလဆေးလေးရွက်တောင်းကလာပါမျိုးနေရန်ကုန်မြို့ဖုံးသူညာကိုခွန်ငေါငေါ ကိုရှာရှာရှစ်တဲရှာသူငန်းကိုခွန်ရှာငါလေးနိုင်လေးနှစ်တိတ်ခွန်တို့ဆက်သွေမှာယူနိုင်တယ်လို့သီလကြိုဆို Facebook ကတို့လည်းဆက်သွေမင်းများမှာယူနိုင်ပါ रे ခင်ဗျာနောက်ထပ်နီလန်းတစ်ခုကတော့နီလန်းနံပါတ်2ဖြစ်ပါတယ်ဒီနီလန်းကတော့ကြက်ပြော်အရွယ်ကိုဝေယူမွေးမြူရှင်းဖြစ်ပါတယ်ဒီနီလန်းမှာတော့ဖိုကျက်မက်ကျက်ခွေးရှာပြီးဝေယူနိုင်ပါပြီဖိုကျဲပင်ကောင်မက်ကျဲပင်ကောင် လိုရှင်နေဆိုတာပတ်မှတ်ပြီးလိုအပ်သောအရွယ်အတွက်ကိုရွေးရှင်နိုင်ပြီး ရှန်ကန်နေတဆင်တမ်းမာဝေယူနိုင်ပါတယ်ဒီနီလာရဲ့အာသာရှက်ကဘာလဲဆိုတော့အဲ့ဒါကမွေးမြူရတဲ့ကာလတိုက်မကြတော့တာပါသုံးလမ်းမဲ့လေးလက်ခန့်ပဲဂယူဆိုင်မွေးမြူရင်ထော်လမုံနုံဆက်တဲ့နိုင်ပါတယ်ဒီနေ့အနေရှိကတော့ကျဲစင်းနှုံပုံမြင်လာတာပါဇင်းနှုံအနေနဲ့ကတော့တကောင်ကို200မှ300ဘတ်ခန့်ရှိပြီးပို့ဆောင်ခန့်လည်းမြင်မှာပါတယ်ပို့ဆောင်ခန့်ကဇင်းနှုံကတော့400ဘတ်ကနေ1000ဘတ်အထိရှိပြီးဆက်တဲ့နေရာနဲ့ပို့ရှင်တဲ့နေရာကြအကွာဝဲပုံမူတည်ပါလိမ့်မယ် နောက်ထပ်ကမ်းသားရှိတဲ့ခုကတော့ပို့ဆောင်ခတ်လေးရဘက်ကနေတထောင်ပန်းနှုတ်ဟာပုံးတလုံးအတွက်ပို့ဆောင်ခတ်ဖြစ်ပြီးပုံးတလုံးမှာအသက်3လအရွယ်ကျက်ကောင်ရင်9កောင်အထိပဲထိသွင်းပို့ဆောင်နိုင်တဲ့ကမ်းသားရှိရှိပါတယ်ဒါဟာကျက်ပြိုဒါမှမဟုတ်အသက်3လခန့်ကျက်တွေရဲ့ပို့ဆောင်ရေးကမ်းသားရှိပဲဖြစ်ပါတယ်နောက်ဆုံးနီလန်ကတော့နီလန်နံပါတ်၄ပဲဖြစ်ပါတယ်နီလန်နံပါတ်၄ကတော့ကျက်သွားပေါက်နိုင်သောအရွယ်ရှိဖို့မဲ့ကျင်းများကိုဝေယူဝင်းမြူရှင်းဖြစ်ပါတယ်ဒီနီလန်ရဲ့အဓိကအားသာရှယ်ကတော့ထော်လော့မွန်းကို အမြန်ဆုံးရရှိနိုင်တာပါပဲဝေယူမွေးမြူပြီးတဲ့နောက်တလက်အတွင်းမှာပဲထော်လွန်မှုဆက်တင်နိုင်ပါတယ်ပြီးတော့ဖိုကျဲဘင်နဂွန်မက်ကျဲဘင်နဂွန်လိုရှင်တွေဆိုတာအတိတ်ကျပြန်မဲ့နိုင်ပြီးစီမံခန့်ခွဲမှုတွေအစီအစဉ်ရှက်မဲ့ရတာပိုလွယ်ကူပါတယ်အနည်းရှေကတော့ဈေးနှုန်းပါပဲအထက်မှာကျွန်တော်ပြောပြခဲ့တဲ့နီလန်အလုံးတဲ့ဈေးနှုန်းပုံမြင်ပါတယ်ကျွန်တော်ပြောပြခဲ့ပြီးတဲ့နီလန်အလုံးတဲ့ဈေးနှုန်းအမြင့်ဆုံးပါပဲဖိုကျဲမက်ကျဲတွေရဲ့ဈေးနှုန်းဟာအမျိုးမျိုးရှိနိုင်ပါတယ်ဖိုကျဲမက်ကျဲဈေးနှုန်းဟာရှန်အလိုက်ကွဲပြားပေမဲ့ ကျမ်းမြတ်အပြင်တကောင်ကို400ဘက်ကနေ900ဘက်ခန့်ရှိပါတယ်ပို့ဆောင်ခနှုံထားကလည်း၄၀ဘက်ကနေတထောင်ဘက်အထိရှိပြီးပို့ဆောင်ရေးကန့်သတ်ရှိအနေနဲ့ပုံတလုံးမှာကျဲသုံးကုန်တဲ့ပို့ထင်းမရနိုင်ပါဘူးပို့ဆောင်ကကန့်သတ်ရှိရှိပါတယ်အများအပြားဖိုကျဲတကောင်မက်ကျဲနှကောင်စီပြင်ပို့ဆောင်ကြတာများပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျဲမစ်ဆက်တဲ့မွေးမြူဖို့နီလန်ပင်တစ်ခုရှိတယ်ဆိုတာကိုကျွန်တော်မိုက်ဆွေတို့သိရှိပြီးဖြစ်ပါတယ်အထက်မှာပြောပြခဲ့တဲ့ကျဲမစ်မွေးမြူနီအလုံးကိုနောက်ဆုံးအနေနဲ့ထပ်အနှိုက်ရှုပ်ပေးရမယ်ဆိုရင် ကျမဲမွေးမြူရှင်းကိုဆက်တင်နေရနီလန်လေးကိုရှိပါတယ်နီလန်နံပါတ်1ကတော့မြို့ဦးမြတ်မှာယူပြီးကိုတိုင်ဖားရှင်းဖြစ်ပါတယ်နီလန်နံပါတ်2ကတော့ကျက်ကလေးသဘာဝယူပြီးမွေးမြူရှင်းဖြစ်ပါတယ်နီလန်နံပါတ်3ကတော့ကျက်ပြုံမြောက်ဝယူလာပြီးမွေးမြူရှင်းဖြစ်ပါတယ်နောက်ဆုံးနီလန်နံပါတ်4ကတော့အရွေရပြီးတော့သဘာယံအသင်းဖြစ်နေသောဖိုကျက်မက်ကျက်မြောက်ကိုဝယူပြီးမွေးမြူရှင်းဖြစ်ပါတယ် နီလန်တခုရှင်းစီမှာအခုကျွန်တော်ပြောပြထားတဲ့အတိုင်းအာနိရှယ်အာသာရှဲတွေရှိပါတယ်ကျွန်တော်မိုက်ဆွေတွေအနေနဲ့ဒီနေ့ကျွန်တော်ပေးခဲ့တဲ့အရှက်လက်တွေကိုရှင်းပြီးကိုနက်လန်တို့ကိုင်ညီမဲမွေးမြူနီကိုရွေးရှင်နိုင်ပါတယ်ဟုတ်ကဲ့ဒီချိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ဒီရှက်လက်တွေကိုနောက်ထောင်ပြီးတဲ့အချိန်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတန်တရားဖြစ်ဖွေရာအရှက်လက်များရှိနေပါကမင်းခွန်များထမ်းမှန်မင်းများရာကိုမင်းမှာမက်ရှက်ပေးနိုင်ပါတယ် ဒါမှမဟုတ်နောက်ထပ်အချက်လဲများထပ်မံသိရှိလိုပါကကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel မှာလည်းမင်းများနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာမှပဲပြန်လည်ဆုံတွေ့ကြပါမယ်ကြည့်ရှုအားပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ